ဒီနေ့ပြည်တော်မှာတော့ရှစ်သိန်းကနေပြီး15သိန်းဝန်းကျင်မှာဖုန်းဝယ်မယ်လူတွေအတွက်ဘလူကဘယ်ဖုန်းကိုရွေးချယ်ရမလဲ။ကိုနဲ့ကြိုက်တဲ့ဖုန်းဘယ်လိုမျိုးရွေးရမလဲဆိုတာကိုဒီဗီယိုလေးထဲမှာပြောပြပေးမယ်။ Yangon Mobile Store ဒီမျိုးလေးတမပြောပြပေးမဲ့ဖုန်းတွေကအဓိကပေါ့နော် price to performance ကိုဦးစားပေးတဲ့ဖုန်းတွေတက်ဆိုင် general audience တို့ပို့ပြီးတော့အဆင်ပြေမဲ့ဖုန်းတွေရွေးချယ်ပေးတာဒါအဲဒါကတော့ကြိုပြီးတော့ကျွန်တော်စကားခံထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးအလုပ်စပြီးတော့ကြည့်လိုက်အောင်ပထမဆုံးဖုန်းကတော့ကျွန်တော်တို့၈သိန်းဝန်းကျင်မှာအကျန်းခံတဲ့ဖုန်းတစ်လုံးကိုလိုချင်တဲ့လူတွေအတွက်ကျွန်တော်က Oppo ရဲ့ A3 ကိုရွေးပေးခြင်းနဲ့အဒီဖုန်းလေးကိုအဓိကကျွန်တော်ရွေးပေးရတဲ့အကြောင်းကတော့ဒီဖုန်းကတော်တော်လေးအကျန်းခံနေတဲ့မှာပါတယ်ပေါ့နော်အဲ့တော့ကိုက daily usage ဖုန်းသုံးနေတဲ့အတောအတွင်းမှာမတော်တဆ ကိုယ့်လက်ထဲကပြုတ်ကျတာလို့ပြောလို့ဆိုရင်ဒီဖုန်းကတော်တော်လေးခံနေနေမှာပါတယ်။မိတ်ဆွေတို့ဒီဖုန်းလေးကို YouTube video မှာ review တွေတွားရှာကြည့်လိုက်မယ်ဆိုရင်လည်းဒီဖုန်းကိုကျွန်တော်တို့ရေနေပူတွေပစ်ချတာလို့ကတ်တက်ကြိတ်တာလို့ဒါမှမဟုတ် tray set နဲ့ pouch set နဲ့ပေါ့နော်ဒီလိုမျိုးဖောက်တာလို့အဲဒီလိုမျိုးလုပ်ပြတာတွေမိတ်ဆွေတို့တွေ့လိမ့်မယ်။အလောက်ထိကိုဒီဖုန်းလေးကတော်တော်လေးအကျန်းခံတယ်ပေါ့နော်။ဒီဇိုင်းပိုင်းကသွားပြီးတော့ကြည့်မယ်ဆိုရင်လေဒီဖုန်းကတော်တော်လေးမှပေါ့ပေါ့ပါပါနဲ့လက်ထဲမှာခံရတာပေါ့ပေါ့ပါပါလည်းရှိတယ်။အဲနောက်ဖက်ချာတက်ချာတွေဘာတွေကလဲကျွန်တော် match fitness နဲ့ဆိုတော့ ုန်းတစ်လုံးကိုပဲကျွန်တော်တို့ကာဗာမတက်ဖဲနဲ့ကြက်ကြမ်းတန်းတန်းကင်ရှင်တဲ့လူတွေအတွက်ကတော့ဒီဖုန်းလေးကတော်တော်လေးအဆင်ပြေတယ်မှာပါတယ်။နောက်ပြီးတော့သုံးမိထားတဲ့ display ကလည်း IPS AC ရောမှာ 120Hz နဲ့ဆိုတော့သုံးရတာပို့ပြီးတော့ smooth ဖြစ်တယ်။ဒီလိုမျိုးခံစားချက်ကိုတော့ရတယ်ပေါ့နော်။အဓိကဒီ display မှာက HD+ ဖြစ်နေတာလွင်တနေ့သူ့ရဲ့ refresh rate တွေဒီပေါ့နော် brightness တွေကဘာမှတိတ်ပြီးတော့အပြည့်ပြောနေတာမရှိဘူး။တော်တော်လေးအဆင်ပြေတယ်မှာပါတယ်။အဓိကကျွန်တော်တို့ phone လုံးဖြစ်တဲ့အတွက်ကြောင့် SOC ကိုသွားကြည့်မယ်ဆိုရင်လည်းဒီ phone မှာက Dimensity 6300ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့် ျွန်တော်တို့ရိုးတန်းတဲ့ daily use ပေါ့ပေါ့ပါပါဖုန်းသုံးတာဒါမှမဟုတ်ဂိမ်းဆော့တာအတွက်ကိုလည်းဒီဖုန်းမှာကောင်းကောင်းမွန်မွန်ဆော့လို့ရတယ်။အဲတော့ performance နဲ့ပတ်သက်ပြီးကြောက်လေဒီဖုန်းကသူစည်းတန်းဝင်ချင်မှာဒီဇိုင်းဖြစ်တယ်ဆိုရဘက်ကိုတော့သွားတယ်။ကင်မရာဘန်းကိုသွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းကဒီဒီဇိုင်းဝင်ချင်မှာအရင်ကြီးထူးပြီးကောင်းနေတာမဟုတ်ဘူးဆိုပေမဲ့သူ့ဘာလေးနဲ့တူအဆင်ပြေတဲ့မှာတော့ပါတယ်။ကျွန်တော် main camera က15 megapixel ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်ကျွန်တော် daylight အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာဆိုရင် တော်တော်လေးဒီဒေးကောင်းပြီးတော့ကာလာလေးကဆူဆူတောက်တော့ဖြစ်တဲ့ဓာတ်ပုံလေးကိုတော့ထုတ်ပေးနိုင်တယ်။နောက်ဆုံးအနေနဲ့ဘက်ထရီဘိုင်းမှာဆိုရင်လည်းဒီဖုန်းမှာက9100 mAh မှာ 45W fast charge နဲ့ဆိုတော့တော်တော်လေးမြန်နေတဲ့မှာပါတယ်။ဒီ8သိန်းဝန်းကျင်မှာဆိုရင် 45W fast charge ကိုထည့်ပေးထားတာတော့တော်တော်လေးကောင်းနေပါတော့။နောက်ပြီးတော့ဒီဖုန်းကအားကလည်းတော်တော်လေးခံနေတဲ့မှာပါတယ်။ အဲ့တော့ဒီဖုန်းလေးကဘယ်လိုလိုကို recommend ပေးခြင်းလဲဆိုတော့ကျွန်တော်တို့ပြည်သိမ်းဝင်းကျင်မှာဖုန်းလုံးကိုအကျန်းခံတာလဲလိုချင်တယ်ဒီဇိုင်းပိုင်းကလည်းပေါ့ပေါ့ပါပါဖြစ်ပြီးတော့ကျွန်တော် performance နေ camera တွေ display တွေကလည်းသူစီတန်းဝင်းကျင်မှာအဆင်ပြေတဲ့ဖုန်းလုံးကိုလိုချင်တဲ့လူတက်ကတော့ဒီဖုန်းလေးကို recommend ပေးလို့ကောင်းတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဖုန်းလုံးတွားလိုက်အောင်နောက်ထပ်ဖုန်းလုံးကတော့ကျွန်တော်တို့ရှစ်သိမ်းဝင်းကျင်မှာပဲအဓိက camera ကိုဦးစားပေးပြီးတော့သုံးမယ်ဆိုတဲ့လူတွေအတွက်ကိုရွေးပေးခြင်းတယ်အဖုန်းလေးကတော့ကျွန်တော်တို့အသစ်ထွက်ထားတာမကြသေးရဲ့တက်ကလုံရဲ့ တက္ကနိုကမ်မွန်40ပေါ့เนาะဒီကောင်လေးရဲ့ဈေးနှုန်းကတော့ကျွန်တော်တို့8သိန်း9900 maybe 9သိန်းပေါ့เนาะ9သိန်းဝန်းကျင်မှာရှိတယ်ကင်မရာဘိုင်းကောင်းတာဆိုတော့ဒီကောင်ကသူ့ဈေးထဲမှာတော်တော်လေးကင်မရာကောင်းနေတယ်မှာပါတယ်ပုံမှန်ပေါ့เนาะသူ့ရဲ့ကင်မရာ setup ကိုကြည့်လိုက်မယ်ဆိုရင်လည်းမလိုအပ်တဲ့ jack ကင်မရာတွေ micro sensor တွေထည့်မထားဘဲနဲ့အဓိက main ကင်မရာနဲ့ ultra wide ကင်မရာနှလုံးမဲ့ပါတယ် ပြီးတော့ဒီဖုန်းမှာပို့ပြီးတော့ကောင်းသွားတာက main camera မှာက Sony ရဲ့ LYT 700C စမ်းစာကိုတုံးပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လိုလိုက်ဒီမှာဒီလိုက်ဒီမှာတော်တော်လေးကောင်းတဲ့ဓာတ်ပုံမျိုးထုတ်ပြီးနိုင်တယ်။လိုလိုက်ဒီမှာဓာတ်ပုံရိုက်မယ်ဆိုရင်တော်တော်လေးမှကောင်းပြီးတော့ noise တွေပါအရင်မထပဲနဲ့ dynamic range တွေကလည်းတော်တော်လေးကောင်းနေတယ်မှာပါတယ်။ ်ဆယ်ဖီကင်မရာကလည်းသူစီတန်းဝိကျင်မှာကောင်းတာဖြစ်တဲ့ကြောင့်ဆယ်ဖီကောင်းကောင်းရိုက်ချင်တဲ့လူအတွက်ကလည်းဒီဖုန်းကတော်တော်လေးရွေးချယ်တင်တဲ့ထဲမှာပါတယ်ဒီဖုန်းရဲ့ဒီဇိုင်းဘက်ကိုတွားကြည့်လိုက်မယ်ဆိုရင်လည်းသူစီတန်းဝိကျင်မှာဘယ်ဖုန်းထဲမှာမတူဘဲနဲ့ယူနီဖြစ်ပြီးတော့တမူထူးခြားတဲ့ဒီဇိုင်းကိုဒီဖုန်းမှာတုံးထားပေးတယ်ပြီးကြတော့ဒီဒီဇိုင်းကလူငယ်ဖိုက်လည်းရတာဖြစ်တဲ့ကြောင့်ကိုကဒီဇိုင်းကိုခလာလာဖြစ်တဲ့အပြင်မှာသူများနဲ့မတူတဲ့ vibe တစ်ခုကိုလိုချင်တဲ့လူတွေကဒီဖုန်းကတော်တော်လေးကောင်းတယ်ပေါ့နော်။နောက်ပြီးတော့သူရှိမှသုံးထားပြီးရဲ့ display ကလည်း AMOLED ကိုမှ 120Hz ဆိုတော့ဒီဇိုင်းရောင်းဝင်ချင်မှဒါကတော့ပုံမှန်ပေါ့နော်။ decent အနေထားမှာရှိရဲ့။သုံးမိထားတဲ့ SoC ကတော့ Helio G100 Archimate ဆိုတော့ကိုက gain ကြီးပါဆော်မလား။ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ရိုးတန်းတန်း social media သုံးတာ Facebook သုံးတာ YouTube ကြည့်တာလောက်ဆိုတော့ ဒီဖုန်းမှာ AACC တတ်တရာတုံးလို့ရတယ်အဲ့တော့ performance ကလည်းဒီဈေးနှုန်းဝင်ကျင်မှာလက်ခံနိုင်တယ်ဆိုတော့ပိုတဲ့အနေအထားမှာဒီဖုန်းကရှိတယ်နောက်ပြီးတော့ဒီဖုန်းမှာကဒီဈေးနှုန်းဝင်ကျင်မှာကျွန်တော် AI feature ပေါင်းတောင်းထောက်ထောင်အောင်လည်းထည့်ထားပေးတယ်ဒီ AI feature တွေကလည်းကျွန်တော်တို့အဖြစ်တဘောထည့်ထားမှာမဟုတ်ဘဲねတကယ်တကယ်ကျွန်တော်တို့ personal life မှာကတော်တော်လေးအသုံးဝင်တာမလို့ကျွန်တော်တို့ဒီပေါ့နော် AI feature တွေကိုတကယ်သုံးရလူတွေအတွက်ကတော့ဒီဖုန်းတွေကတော်တော်လေးအကျိုက်တွေပါတော့တည်ကြတယ် ဲ့တော့ကျွန်တော်ကဒီဖုန်းက6သိန်းဝန်းကျင်မှာကင်မရာကောင်းတဲ့ဖုန်းတစ်လုံးကိုလည်းလိုချင်တယ်။ဒီဇိုင်းပါလည်းခက်ဆန်းဆန်းလေးဖြစ်ပါမယ်။ performance နဲ့ display တွေ AI feature တွေရာလည်းစုံစုံလင်းလင်းပါရမယ်ဆိုတဲ့ဒီအတွက်ကတော့ဒီ Tecno ရဲ့ Camon 40လေးကို recommend ပေးချင်တယ်။အဲ့တော့ကျွန်တော်နောက်ထပ်တစ်လုံးကိုဆက်ပြီးတော့သွားလိုက်အောင်အခုပြောမယ့်ဖုန်းကလည်းကျွန်တော်တို့ကင်မရာကောင်းတဲ့ဖုန်းကိုလိုချင်တဲ့လူတွေကိုပြောပြပါမယ်။အဲဒါမဲ့ဈေးကတော့နည်းနည်းလေးတော့တိုးပါပြီပေါ့နော်။ဒီကောင်ကတော့ဆန်းသက်သိန်းဝန်းကျင်မှာရှိရယ်။ အဲ့ဒါတော့ကျွန်တော်တို့ Xiaomi ရဲ့ CV3 ကင်မရာဘက်မှာတော့ CV CD ဖြစ်တဲ့ကြောင့်ကျွန်တော် ကင်မရာကောင်းအောင်အထွေထူးထည့်ပြီးတော့ပြောနေကြမလို့ဘူးကျွန်တော် point and shoot တွေ portrait photo တွေမှာဆိုတော်တော်လေးကောင်းတယ်အာဒီဖုန်းရဲ့ကင်မရာကဘယ်လိုမျိုးလဲဆိုရင်ကိုကအလင်းရောက်တာကောင်းကောင်းရမယ်ဆိုရင်အကြိုက်တဲ့နေရာမှာကြိုက်တူရကောင်းတယ်ဆိုတဲ့ကင်မရာပုံစံမျိုးတွေမှာသွားတယ်နောက်ပြီးတော့ selfie ကင်မရာကလည်းဒီ center သိန်းဝန်းကျင်မှာသူအကောင်းဆုံးပဲလို့တော့ပြောလို့ရတယ်သူရှိမှာကကျွန်တော်တို့32 megapixel ဂျူရဲ့ selfie ကင်မရာကိုသုံးထားပြီးတာဖြစ်တဲ့ကြောင့် ော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ selfie ရိုက်ရတာကြိုက်တယ် main ကလေးကတော့အဲဒီ CB3 ရဲ့ selfie camera တော်တော်လေးသဘောကျနေမယ်နောက်ပြီးတော့ဒီ selfie camera က ultra wide camera ပါတာဖြစ်တဲ့အကြောင်းကျွန်တော်တို့ group photo တွေပေါ့နော် selfie group photo တွေရိုက်မယ်ဆိုရင်လည်းကောင်းကောင်းမွန် ACC နဲ့ရိုက်လို့ရတယ်အဲ့တော့ကျွန်တော်အပေါ်မှာပြောခဲ့တာတော့ camera ဘိုင်းပေါ့ back quality ဘိုင်းမှာကြည့်ရမယ်ဆိုရင်လည်းဒီ phone ကကျွန်တော်တို့သူ့ရဲ့ display size က6.55ပေါ့နော်ကျွန်တော်တို့မှာ၅လမ်းမလောက်ပဲရှိတာဖြစ်တဲ့တဲ့တော့ကျွန်တော်တို့100ကောင်းကောင်းမွန်မွန်ကန်လို့ရတဲ့ combat phone တွေမှာပါတယ် ဘေးကွာလတီကလည်းကျွန်တော်တို့ glass mat တို့ aluminum frame တို့သုံးပေးထားတယ်ဆိုတော့ဒီစနေသိန်းဝန်းကျင်မှာတော်တော်လေးဘေးကွာလတီကောင်းတဲ့ဖုန်းထဲမှာရှိတယ်ပေါ့နော်အဲ့တော့ကိုကဖုန်းကလုံးကိုကင်မရာဘိုင်းလည်းကောင်းအောင်မယ်ဘေးကွာလတီဘိုင်းလည်းကောင်းကောင်းမွန်လိုချင်တဲ့လူတက်ကလည်းဒီ CB3 လေးကတော်တော်လေးရွေးချယ်တင်နေတယ်မှာပါတယ်အဲ့နောက်ပြီးတော့เนาะဒီနှစ်ခုကောင်းတာအပြင်မှာ SOC ကလည်း Dimension 6200 Ultra ကိုသုံးထားပြီးတာဖြစ်တဲ့ကြောင်းကျွန်တော်တို့ဒီပေါ့เนาะ performance အတွက်ကလည်းတိတ်ပြီးတော့စိတ်မူနေတာမရှိဘူးကိုက gain တွေပါဆော့မယ်ဆိုရင် အမြင့်ဆုံးဆက်တင်နဲ့အမြင့်ဆုံးဂိမ်းနေအောင်တော့ဆော့လို့ရတယ်ပေါ့နော်အဲ့လိုမျိုးအထိကိုသူ့ရဲ့ performance ကတော်တော်လေးကောင်းတယ်အဲ့တော့ဒီဖုန်းကသူစီတန်းဝင်းကျင်ဆန်တသိန်းဝင်းကျင်ပါဆိုရင်ဘေးကွက်လိုက်တော်တော်လေးကောင်းတယ်ကင်မရာဘိုင်းကကြည့်မယ်ဆိုရင်လည်းဒီဒီတက်မှာသူအကောင်းဆုံးနီးနီးလောက်ရှိပြီးတော့ performance ဘိုင်းကလည်းတော်တော်လေးကောင်းတဲ့ဖုန်းကလုံးကိုလိုချင်တဲ့လူတွေကတော့ဒီ Xiaomi CP3 ကိုကျွန်တော်က recommend ပေးခြင်းတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်လုံးကိုတွားကြည့်လိုက်အောင် နောက်ထပ်ဖုန်းကလုံးကကျွန်တော်စေသိန်းဝင်းကျင်မှာဂိမ်းကိုတမုံဆော့ကျင်တဲ့ဂိမ်းမှာအတွက်ကိုကျွန်တော်ကရွေးပေးကျင်တယ်။အဲဖုန်းလေးကတော့ကျွန်တော်ထွက်ထားတာကြာပြီဖြစ်တဲ့ Redmi K50 Pro ။အဒီဖုန်းလေးကထွက်ထားတာကြာပြီဆိုပေမဲ့သူရှိမှာသုံးထားပြီး SOC ကတော့ Media တဲ့ Dimensity 9000ကိုသုံးထားပြီးတာဖြစ်တဲ့ကြောင်းဒီစေသိန်းဝင်းကျင်မှာအခြားသော memory ဖုန်းတွေမှာသုံးထားတဲ့ Helio G99 တို့ Snapdragon 7 and Gen 3တို့ဒီလိုမျိုး SOC တဲ့ဆိုင်ကျွန်တော်တို့ CPU မှာရော GPU ဘိုင်းမှာရောတိတိတတ်တာတားတယ်။ ာဒီလိုမျိုးတာတော့ဘာဖြစ်လဲဆိုတော့ကျွန်တော် gain တွေပါဆော့မယ်ဆိုရင်ပိုကောင်းတဲ့ experience ကိုရတာတည်ကြတယ်အဲ့တော့ကျွန်တော်က gain တမုံစောမဲ့လူတောက်ဒီကောင်းလေးရွေးပေးချင်တာ display ဘက်မှာဆိုရင်လည်းကျွန်တော်တို့ OLED display ကိုမှ resolution ကကျွန်တော်တို့ quality plan နဲ့သုံးရမှာဆိုတော့ဒီဒေတာဝင်းကျင်ကကျွန်တော် memory phone နေတဲ့စာရင်ပိုကောင်းတဲ့ display ကိုဒီကောင်းမှာထည့်ထားပေးတယ်နောက်ဆုံးချက်အနေနဲ့ကတော့သူ့ရဲ့ fast charging ပေါ့နော်သူ့ရဲ့ fast charging ကကျွန်တော်တို့ 120W ကိုသုံးပေးထားဖြစ်တဲ့ကြောင့်ဒါကတော့ gamer တွေရဲ့အကြိုက်ပဲပေါ့နော်ဟိုကဖုန်းကိုကျွန်တော် gain တမုံစော့ပြီးတော့မှအားရပါကုန်သွားတယ်ဆိုရင်လည်း အဒီဖုန်းမှာက0 to 100ကို30 minute လောက်နဲ့ပြည်တာဆိုတော့နိုင်ခွက်လောက်အားသွင်းပြီးတော့ကိုကခင်းကို3-4နိုင်လောက်နောက်ထပ်တမုံထပ်ပြီးတော့ဆော့လို့ရတယ်။အဲ့တော့ကျွန်တော်ကဒီပေါ့စက်သိန်းဝင်းကျင်မှာခင်းကိုအဓိကဦးစားပေးဆော့ကျင်တဲ့လူတွေအတွက်ကိုဒီ Redmi ရဲ့ K50 Ultra လေးကိုတော့ recommend ပေးခြင်းနဲ့အဲ့တော့ကျွန်တော်တို့နောက်ထပ်သလုံးကိုကြွားကြည့်လိုက်အောင် နောက်ထပ်တစ်လုံးကတော့ကျွန်တော်မြန်မာနိုင်ငံကို official ဝင်တဲ့နေရာမှာဆယ်သိန်းဝင်းကျင်မှာ daily usage အတွက်ကောင်းကောင်းမွန်မွန်သုံးလို့ရတဲ့ဖုန်းနှလုံးပေါ့နော်တကယ်တမ်းတစ်လုံးနဲ့ပဲလို့လည်းပြောလို့ရတယ်အဲ့ဒါတော့ Samsung ရဲ့ Galaxy A60 4G နဲ့ 5G ပေါ့နော်ဒီဖုန်းနှလုံးမှာ Quora ဆိုလို့ SoC ပဲရှိတယ်ကျွန်တော် 4G မှာကကြတော့ Helio G99 နဲ့ 5G မှာကကြတော့ Dimensity 6300ဒါပဲกว่าတယ်ပေါ့เนาะအခြားသောဘိုင်းတွေမှာဘာမှ꽈ချတာမျိုးမရှိဘူးဒီဖုန်းနှလုံးကိုကျွန်တော်ကဘာကြောင့်ရွေးပေးတာလဲဆိုတော့ဒီဖုန်းကကျွန်တော်တို့ daily using မှာကောင်းကောင်းမွန်မွန်သုံးလို့ရတယ်အဓိကတော့တို့ရှိမှာသုံးထားတဲ့ဆန်ဆောင်ရဲ့ဝမ်းယူအောင်ကြောင့်ဒီဝမ်းယူအောင်သုံးတဲ့နေရာမှာကျွန်တော်စက်တင်နေရရှုပ်ချက်ခံနေတာမျိုးတွေမရှိဘူးသုံးရတာလည်းလွယ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်သုံးရတဲ့ခံစားချက်ကလည်းအခြားသောဖုန်းတွေထက်စာရင်တမျိုးလေးကောင်းနေဆိုတဲ့ခံစားချက်ကိုရတယ်နောက်ဆုံးပို့ပြီးတော့ဒီအဓိကအားတာတဲ့ချက်ကကြတော့ဒီဖုန်းနှလုံးလုံးမှာက software update ကို6နှစ်လောက်ထိရတာဆိုတော့ကိုက ဖုန်းတစ်လုံးကိုဝယ်ပြီးတော့ maybe တစ်မိလောက်သုံးကျင်တဲ့လူတွေကတော့ဒီဖုန်းတစ်လုံးကရွေးချယ်တင်တဲ့ထဲမှာပါတယ်။နောက်ပြီးတော့ display ဘက်အောင်တွားကြည့်မယ်ဆိုရင်လည်းဒီဖုန်းက Samsung ရဲ့သူရဲ့နာမည်ကြီးပေါ့နော် Super AMOLED display ပေါ်မှာ 90Hz display ကိုသုံးထားပြီးတယ်။အဲဒီ display ကပေါ့နော်ကျွန်တော်မကြိုက်တဲ့ notch ပါတာတစ်ချက်ကလွှဲရင်တော်တော်လေးမှကောင်းတဲ့ display ထဲမှာပါတယ်။ပုံမှန် notch အစားပေါ့နော်ကျွန်တော် punch hole လေးနဲ့ဖြစ်လိုက်မယ်ဆိုရင်တော်တော်လေးမိုက်သွားမှာ။ အဲဒါပေမဲ့ notch နဲ့ဆိုတော့တိတ်ပြီးတော့သဘောမကျဘူးဆိုပေမဲ့ဒီ notch ပါတာလွင်ကျန်တဲ့ display ပါတော့တော်တော်လေးကောင်းနေတယ်မှာပါတယ်ကင်မရာဘန်းကိုသွားကြည့်ရမယ်ဆိုရင်လေဒီဖုန်းကသူစည်းတန်းဝင်ကျင်မှာအကောင်းဆုံးမဟုတ်ဘူးဆိုပေမဲ့ luminosity ရှင်ရီတဲမှာတော့ပါတယ် ultra quality ကကျွန်တော်တို့ natural sandal pad ကိုသွားတယ်ကိုကအလင်းရောင်တော့ကောင်းကောင်းရမယ်ဆိုရင်တော်တော်လေးကောင်းတဲ့ပုံမျိုးထုတ်ပေးနိုင်တယ် selfie camera ကတော့သူစည်းတန်းဝင်ကျင်မှာကတော့တာမန်ပဲလို့တော့ပြောလို့ရတယ် အဓိကလည်းဒီဖုန်းကကင်မရာအတွက်အဓိကဦးစားပေးထုတ်ထားတာလည်းမဟုတ်ဘူး daily use အတွက်အဓိကဦးစားပေးထုတ်ထားတာဆိုတော့တိတ်ပြီးတော့ complain တော့မတက်ချင်ဘူးအဲ့တော့ကျွန်တော်က Samsung ရဲ့ Galaxy A60 4G နဲ့ 5G ကို blue 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 recommend ပေးခြင်းလဲဆိုတော့ကိုကဖုန်းတစ်လုံးကို daily use အတွက်ကောင်းကောင်းမွန်မွန်သုံးခြင်းနဲ့ကျွန်တော် UI experience ကလည်းကောင်းတဲ့ဟာတစ်ခုကိုလိုချင်တဲ့အပြင်မှာ software update ကိုအကြာကြီးပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဖုန်းတစ်လုံးဝယ်ပြီးတော့အကြာကြီးကင်ကျင်တဲ့လူတွေအတွက်ကတော့ဒီ Samsung ရဲ့ Galaxy A60 4G နဲ့ 5G ကို recommend ပေးခြင်းနဲ့ အဲ့တော့ကျွန်တော်တို့နောက်ဆုံးတစ်လုံးသွားကြည့်လိုက်အောင်အဲ့တော့ကျွန်တော်နောက်ဆုံးတစ်လုံးဈေးကြီးဆုံးဖုန်းနေနေရတော့ကျွန်တော်73သိန်းဝင်းချင်မှာကိုကဖုန်းတစ်လုံးကိုအကျန်းဘရန်ကာရင်နဲ့ daily use ကောင်းကောင်းမွန်မွန်သုံးကျင်တဲ့လူတွေအတွက်ကို recommend ပေးချင်တဲ့ဖုန်းကတော့ honor x9c ဖုန်းလေးကို recommend ပေးချင်တယ်ဒီကောင်လေးရဲ့ဈေးနှုန်းကကျွန်တော်တို့73သိန်း4900ဝင်းချင်မှာရှိရပါတော့နော်ဒီဖုန်းကသူဈေးနဲ့73သိန်းဝင်းချင်မှာဆိုရင်တော်တော်လေးအကျန်းခံနေတယ်မှာပါတယ်ပုံမှန် x9 series တွေအားလည်းအစားကလေးအကျန်းခံတာဆိုတော့ အဲသူလည်းအကျန်းခံတယ်ပေါ့နော်ဒါပေမဲ့ဒီနှစ် H90 မှာပို့ပြီးတော့ထူးခြားပါတာက၃ဆလောက်အကျန်းခံတာဆိုတော့ကျွန်တော်တို့ဖုန်းကို2မီတာမြင့်3မီတာမြင့်လောက်ကပြုတ်ကြတာတွေခံနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့ရင်းနှွေးအိုးတွေကိုထည့်ပြီးပေါ့နော်ရင်းနှွေးအိုးတွေပြုတ်ကြသွားတာတွေဒီလောက်ထိကိုအကျန်းခံနေတဲ့မှာပါတယ်ဒီဇိုင်းပိုင်းကသွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းဒီဖုန်းက online ရဲ့ဖုန်းမန်တိတာတယ်ပေါ့နော်အဓိကဒီဇိုင်းကတော့ဘယ်လိုမျိုးလဲဆိုတော့သူကတော့ Techno Camon 40နဲ့ပြောင်းမြန်ပေါ့နော်အဓိကရိုးရိုးရှင်းရှင်းဖြစ်တဲ့ဘက်ကိုသွားတယ် လူကြီးဆန်တဲ့ဘက်ကိုတော့ပို့ပြီးတော့သွားတယ်ပေါ့เนาะအဲ့တော့ကိုကဒီဇိုင်းဘန်းကိုရိုးရိုးရှင်းရှင်းလိုချင်တဲ့လူတက်ကဒီဖုန်းလေးကတော်တော်လေးမှ recommend ပေးလို့ကောင်းတယ်။နောက်ပြီးတော့ display ဘက်မှာဆင်တယ်ကျွန်တော်တို့ AMOLED 120Hz ကိုမှ Gas display ကိုတုံးထားပြီးတာဆိုတော့ကျွန်တော်တို့မှန်ကုန် display ကိုကင်ချင်တဲ့လူတွေအတွက်ကကြာတော့ဒီဖုန်းလေးကတော်တော်လေးရွေးချယ်လို့တင်နေတယ်မှာပါတယ်ပေါ့နော်။နောက်ပြီးတော့သူရှိမှာတုံးထားပြီး SOC ရတယ်။ Snapdragon 710ဆိုတော့ကျွန်တော်တို့ daily ပေါ့နော် daily usage ဘက်ကတော့ကောင်းကောင်းမွန်တုံးလို့ရတယ်။ နောက်ပြီးတော့ gain တွေပါပေါ့ပေါ့ပါပါဆော့မယ်ဆိုရင်လည်းဒီဖုန်းမှာဆော့လို့တော့ရတယ်ပေါ့နော်။နောက်ပြီးတော့ကျွန်တော်တို့ online ရဲ့ magic os ကလည်းတော်တော်လေးမှကောင်းတဲ့ os တွေမှာပါတယ်။သူရှိမှာအဓိကတော့ကျွန်တော် bloatware ရေနည်းတယ်ပေါ့နော်။ customization ကလည်းတော်တော်လေးကောင်းတယ်။နောက်ပြီးတော့ကျွန်တော်တို့ magic capsule လိုမျိုးတကယ်အသုံးဝင်တဲ့ AI feature လေးကိုလည်းသုံးပါမှာဆိုတော့ဒီဇိုင်းအဝင်ချက်မှာ performance နဲ့ UI band လည်းတိတ်ပြီးတော့အပြည့်ပြောလို့ရတယ်မှာမပါဘူး။ camera band ကိုသွားကြည့်မယ်ဆိုရင်တော့အဓိကကတော့သူရှိမှာက 1way megapixel သုံးထားပြီလားဆိုတော့ သူရဲ့အဓိကပုံထွက် quality တွေကတော့ဒီတေးကြတဲ့ဘက်ကိုတော့တွားတယ်ကင်မရာကသူ့ဈေးတန်းဝင်ချင်မှာအကောင်းဆုံးမဟုတ်ဘူးဆိုပေမဲ့တော်တော်လေးမှကောင်းနေတယ်တော့ပါတယ်ဘက်တရီပိုင်းကိုတွားကြည့်မယ်ဆိုရင်တော့အဓိကဒီဖုန်းရဲ့အားသာချက်လို့ပြောမယ်အခုရှိမှာက6600 mAh ဘက်တရီအကြီးကိုထည့်ပေးနိုင်တယ်သူ့ရဲ့ဖုန်းကပုံမှန်ကျွန်တော်တို့8 mm အထူးလောက်ပဲရှိတဲ့ဖုန်းကလုံးမှာ6600 mAh ဘက်တရီကိုထည့်ပေးထားဆိုတော့ကိုကဖုန်းကိုပေါ့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 ကင်တဲ့အပြင်မှာဘက်တရီကတော်တော်လေးခံနေတယ်မှာတော့ပါတယ်အဲ့တော့ကိုကဖုန်းကလုံးကို ဒီဇိုင်းကလည်းရိုးရှင်းရှင်းဖြစ်ကြတယ်အကျန်းအနဲ့ခံရမယ်ကင်မရာကလည်းဒီဇိုင်းဖြစ်တဲ့ကင်မရာကိုလိုချင်တယ်နောက်ပြီးတော့ဘက်ထရီခက်ကြီးကြီးပါတဲ့ဖုန်းကလုံးကိုလိုချင်တယ်ဒီ73နင်းဝင်းချင်မှာလိုချင်တဲ့ဆိုရက်တူတော့ကတော့ကျွန်တော်က online x90 လေးကို recommend ပေးချင်ပါတယ်အဲ့တော့ဒီ view လေးမှာကျွန်တော်တို့7သိန်းကနေ73နင်းဝင်းချင်မှာဘယ်လိုမျိုးလူတွေကဘယ်လိုမျိုးဖုန်းတွေကိုရွေးချယ်ရမလဲကိုနဲ့ kait တဲ့ဖုန်းတွေကိုနဲ့အဆင်ပြေတဲ့ဖုန်းတွေကိုဘယ်လိုမျိုးရွေးချယ်ရမလဲဆိုတာကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အခြားသောဗီဒီယိုမှာလည်းအခြားသော content တွေနဲ့ ကောင်းဆုံးကျွန်တော်တို့တင်ဆက်ပေးပါအောင်မလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ဖက်ပါ Yangon Mobile Store